လုပ်ငန်းတစ်ခုကိုစတင်ဖို့ပဲဖြစ်ဖြစ်ရှိပြီးသားလုပ်ငန်းကိုချဲ့ထွင်ဖို့ပဲဖြစ်ဖြစ်ဘဏ်ချင်းငွေဆိုတာကတကယ်ကိုအားကိုးရတဲ့အရာတစ်ခုပါဒါပေမဲ့လည်းဘဏ်တစ်ခုမှချင်းငွေပေးဖို့ဆုံးဖြတ်တဲ့အခါဘလို့အချက်တွေကိုကြည့်ပြီးတိုင်းတာဆုံးဖြတ်မလို့ထင်ပါတယ်လေကဲဒီနေ့တော့ဘဏ်ချင်းငွေတွေရဲ့နောက်ွယ်ကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါဟုတ်ပါပြီချင်းဝဲတစ်ခုရှောက်လိုက်ပြီဆိုတာနဲ့ဘန်ကဘဲချက်တွေကိုအဓိကထားပြီးကြည်တက်တယ်လေ တို့ရဲ့ဆုံးဖြတ်ချက်ကဘယ်ပေါ်မှာမူတည်နေမလဲဒါကတော်တော်လေးအရေးကြီးတဲ့မေးခွန်းတစ်ခုပါပဲတကယ်တော့လေဒါကပိတ်ဆက်ချီလိုက်ပြန်ဆက်လိုက်ဆိုတာတည်းအများကြီးပို့ပါပဲဒါဟာယုံကြည်မှုစံစားမှုပြီးတော့အာမခံချက်တည်းအဲ့ဒီတုံးခုချာကဇလန်းတပုတ်ပါပဲဆိုတော့ရှောက်လွာတင်နဲ့ပထမဆုံးခြေလန်းကနေစပြီးဖြစ်လာနိုင်တဲ့အကောင်စုအဆုံးတတိထိဒီဖြစ်စဉ်တစ်ခုလုံးကိုအတူတူလိုက်ကြည့်ကြရအောင်ပါကဲ ီခီးစီမှာကျွန်တော်တို့ဘာတွေအကျုံးဖြိုးကြမလဲဆိုတာကိုအရင်ဆုံးလမ်းညွှန်အနေနဲ့တစ်ချက်ကြည့်လိုက်ကြအောင်ပထမဆုံးအခြေခံအကြဆုံးမေခွန်းနဲ့စလာရအောင်ဘန်တွေကဘာလို့ပိုက်ဆံချီရလဲအမြတ်ရဖို့ဟုတ်ပါတယ်ဒါပေမဲ့အမြတ်တစ်ခုတည်းအကြောင်းပဲလားဒါမှမဟုတ်ဒီထပိုတဲ့ရွေချက်တွေများရှိနေသေးမလားတကယ်တော့ငွေချေးတယ်ဆိုတာတစ်ချက်ခု၃ချက်၄ချက်လောက်ပြတ်တဲ့ကိစ္စပါဘန်ဘန်ကကြည့်ရင်သူတို့စီမှာအထားတဲ့ငွေတွေကနေအထိုးဝင်ငွေရတယ် ခြေတဲ့လုပ်ငန်းရှင်ရဲ့တော့ကြတော့လုပ်ငန်းကိုရှေ့ဆက်ဖို့အရင်နီးရသွားတယ်။ပြီးတော့အဲ့ဒီလုပ်ငန်းနဲ့အောင်မြင်လာလာနဲ့မြတ်တနိုင်ငံလုံးရဲ့စီးပွားရေးပါလဲပတ်ဖွံ့ဖြိုးလာလာပေါ့။အားလုံးတော့အချိုးရှိတဲ့တန်တရားတစ်ခုလိုပါပဲ။ဟုတ်ပြီ။ဘန်နီရဲ့အဓိကယူရချက်ကိုတီးပြီးဆိုတော့နောက်တစ်ဆင့်အနေနဲ့သူတို့ကချင်းငွေတစ်ခုကိုဘယ်လိုစဉ်းစားသုံးသပ်ပြီးအတီးပြုတ်ပေးတယ်လဲဆိုတဲ့အရေးကြီးဆုံးအပိုင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်။ချင်းငွေတစ်ခုကိုအတီးပြုတ်မပြုတ်ဆုံးဖြတ်တဲ့အခါဘန်နီမှာဘာလိုအပ်ချက်မှမရှိပါဘူး။ သူတို့ကကိုကိုကိုအဓိကကြလက်မေခွန်ကြီး၄ခုပဲပြန်ပေးတာပါ။ဘဏ်လောကမှာတော့ဒါကို credit ရဲ့စီလေလုံးဆိုပြီးလူသိများပါတယ်။အဲ့ဒီစီလေလုံးကဒါကျင်ရက်အောင်ဖြေနိုင်ပြီဆိုရင်ချင်းငွေရဖို့ကဒရိုလေးနီးဆက်သွားပါပြီ။ပထမဆုံး C ကတော့ character ပါ။လူတယောက်ရဲ့အကျင့်စာရိတ္တနဲ့ခုံတဲ့တင်ပေါ့။ဒါကငွေရေးကြီးရဲ့ထက်လူကျင့်ဝတ်ကိုအရင်ကြည့်တာပါ။ အရင်ကခြေထားတဲ့အကျွေးတွေကိုအချိန်မှန်ပြန်ဆက်ရလားစကားတည်တလားယုံကြည်လို့ရတဲ့သူဟုတ်ရလားဆိုတာကိုအဓိကအကဲဖြတ်တာပါဒုတိယစေကတော့ capacity ပါ ပြန်ဆက်နိုင်စွမ်းပေါ့စိတ်ကောင်းစေတနာကောင်းရှိုံနဲ့မပီသေးဘူးလေနော်ချင်းငွေကိုအတိုးရော့အရင်ရော့ listen ပုံမှန်ပြန်ဆက်ဖို့ဝင်ငွေမှန်မှန်ရှိရလားလုံနိုင်ရဲ့ငွေအဝင်အထွက်စစ်စစ်မှုကတော့အဆင်ပြေရလားဒါဒီကိုဘန်ကတေချစစ်စစ်မှာပါတတိယစေကတော့ purpose ဤရွေချက်ပါ ီပိတ်ဆံကိုပါလို့ဖို့တုံးမှာလေလုပ်ငန်းအတွက်ပစ္စည်းဝယ်မှာလားစိတ်ယုံချက်မှာလားပန်ကားတို့ရဲ့ငွေကိုတရားဝင်ပြီးတကယ်ကြိုးဖြည့်သုံးစေမယ့်နေရာမှာပဲယင်းနည်းမြုံနေချင်တာပါစေကစားဖို့လိုမျိုးမတိချမရေရတဲ့ကိစ္စရဲ့အတွက်ဆိုရင်တော့ချင်းငွေရဖို့မလွယ်ပါဘူးနောက်ဆုံး C ကတော့ collateral ပါဒါကတော့အာမခံပစ္စည်းပေါ့အစိုးဆုံးအခြေအနေတွေဖြစ်လာခဲ့ရင်ဘဏ်အတွက် plan B ပါပဲ အကယ်၍ငွေချီးတဲ့သူကဘာကြောင့်ကြောင့်ပဲဖြစ်ဖြစ်ချင်းငွေကိုပြန်မဆက်နိုင်တော့ဘူးဆိုရင်ဘန်ကဒီအာမခံပစ္စည်းကိုရာယူပြီးသူရဲ့ဆုံးရှုံးမှုကိုပြန်ကားမြောင်းလုံနိုင်မှာဖြစ်ပါတယ်။ဒီစကားကဘန်လုံမြန်းရဲ့အထူးအတွေ့အခေါ်ကိုဖော်ပြနေပါတယ်။ဘန်ဆိုတာအပေါင်းဆိုင်မဟုတ်ပါဘူး။သူတို့ကပစ္စည်းတိုင်းဖို့စိတ်မဝင်စားပါဘူး။သူတို့တကယ်စိတ်ဝင်စားတာကအောင်မြင်နိုင်ခြေရှိတဲ့စီးပွားရေးအစည်းအဝေးတစ်ခုမှာပါဝင်ရင်အနည်းငယ်မြို့နိုင်သည့်အတူတူအချို့မြတ်ရဖို့ပါပဲ ကဲစီးလေးလုံးတဲ့လက်ကညီပြီဆိုရင်ရောချင်းငွေကချက်ချင်းရပြီလားအဖြေကတော့မဟုတ်သေးပါဘူးချင်းငွေလျှောက်လာတင်ပြီးတဲ့နောက်မှာငွေချေးသူတယောက်ဖြတ်ကျော်ရမယ်စစ်စစ်မှုအစဉ်စင်ကိုစက်ကြည့်လိုက်ကြရအောင်ဖန်တွေကပဲတဲ့အချက်လက်တွေကိုဒီအတိုင်းလွဲလွဲမယုံပါဘူးသူတို့ကစုံထောက်တယောက်လို့အသေးစိတ်ပြန်စစ်ဆေးပါတယ်တင်ပြထားတဲ့ဆာရွက်စာတမ်းတွေမှမှမှန်စစ်မယ်လူကိုယ်တိုင်ခေါ်ပြီးတွေ့ဆုံမင်းများမယ်ပြီးတော့လုပ်ငန်းခွင်ဒါမှမဟုတ်အဘာကံပစ္စည်းထားတဲ့နေရာကိုကိုယ်တိုင်ကွင်းစင်းကြည့်ရှုတဲ့အထိအစစ်စစ်လှုပ်ဆောင်လေးရှိပါတယ် ဟုတ်ပြီအဲ့ဒီစစဲမှုအစစ်ရှင်ကိုအောင်အောင်မြင်မြင်ဖြတ်ကျော်နေပြီဆိုရင်တော့ချင်းငွေကိုမူအောင်ချင်းအတီးကုပါပြီဒါမဲ့ဒီသဘောတူညီချက်ကိုဥပဒေရခိုင်မာတော့အောင်ဘယ်လိုစာချုပ်စာတမ်းတွေနဲ့လွတ်ဆောင်ကြတယ်လဲဆိုတော့စက်ကြည့်လိုက်အောင်ပန်ရဲ့ယင်းဤမျိုးမျိုးမှုကိုအကာအကွယ်ပေးဖို့တဥပဒေရခိုင်မာတဲ့စာချုပ်စာတမ်းတွေအများကြီးလိုအပ်ပါတယ်။အဓိကကတော့ချင်းငွေသဘောတူညီချက်၊ပုံနှံစာချုပ်၊နောက်ပြီးအရေးကြီးတဲ့အထုခိုစားလဲလွဲစာတွေလိုမျိုးပေါ့။အာမာကမ်ပစ်စီအနေနဲ့အတုံးကများဆုံးကတော့မြေနဲ့အဆောက်အုံတွေပါပဲ။ ီနေရာမှာစိတ်ဝင်စားစရာအချက်တခုရှိပါတယ်။အဲ့ဒါကတော့အာမခံ PC ကိုမြေအာမခံထားတဲ့အခါချင်းငွေပမာဏအတိုင်းမဟုတ်ပဲချင်းငွေရင်စစ်25ရာဂိုင်နှုန်းကနေစစ်50ရာဂိုင်နှုန်းအထိပိုပြီးထားခိုက်လေရှိတာပါပဲ။ဘာလို့လဲဆိုတော့မတော်တဆမှုတစ်ခုခုဖြစ်ခဲ့ရင်ချင်းငွေအရင်ပြင်ပေးရမယ့်အတူကိုပါကာမိအောင်လို့ပါ။ဒါကနှစ်ဦးနှစ်ဖက်စလုံးအတွက်အကအကွယ်တစ်ခုပါပဲ။ အခုဒီတော့အရာရာစင်ပြေချောင်းမွေတဲ့ချင်းငွေဇလန်းကြီးအကြောင်းပြောခဲ့ကြတာပေါ့ဒါပေမဲ့လက်တွေမှာအမြင်နိုင်လို့မှမဟုတ်တာချင်းငွေတခုကိုအကြောင်းမျိုးမျိုးကြောင့်ပြန်မဆက်နိုင်တော့တဲ့အခါဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့အပိုင်းကိုလည်းကြည့်လိုက်ကြရအောင်ချင်းငွေလောကမှာအကျန်းဖင်းအဖင်းချင်းငွေနှမျိုးရှိတယ်လို့ပြောလို့ရပါတယ်ပထမတစ်ခုကတော့အချိန်မှန်မှန်အတိုးရင်းပြန်ဆက်နေတဲ့ဂျမ်းမာတဲ့ချင်းငွေ performing loan ဒုတိယတစ်ခုကတော့ ပြန်ဆက်ဖို့ပြက်ကွက်နေလေငွေချေးသူရောဖန်အတွက်ပါပြဿနာဖြစ်နေတဲ့ချင်းွေ non performing loan ဒါမှမဟုတ် NPL ပါပဲချင်းွေတခု NPL ဖြစ်သွားပြီဆိုရင်တော့ဘိုင်ဘက်ကဥပဒေအတိုင်းအဆင့်ဆင့်အရေးယူဆောင်ရွက်လာပါသည်ပထမဆုံးတရားဝင်တတိပိစာပို့မယ်အဆင့်မပြေရင်တရားစွဲဆိုတဲ့အဆင့်ကိုသွားမယ်နောက်ဆုံးအဆင့်မှာတော့အာမခံပစ္စည်းကိုတင်စီပြီးလေလံတင်ရောင်းချတဲ့အထိပြင်းထန်တဲ့လုပ်ငန်းစဉ်တွေပါဝင်ပါတယ် ဒီတော့နော်ဆိုးအနေနဲ့စဉ်းစားရမေးခွန်းတစ်ခုမေးပါသေး။တိုးတက်နေတဲ့စီးပွားရေးတစ်ခုမှာချင်းဝေတစ်ခုရဲ့စွန်းစားရမှုကရလာနိုင်ခြေရှိရဲ့အကျိုးမြတ်နဲ့အမြဲတမ်းထိုက်တန်တယ်လို့ဆိုနိုင်ပါမလား။ဒီမေးခွန်းရဲ့ဖြေကတော့ငွေချေးသူဘန့် net နိုင်ငံလုံးရဲ့စီးပွားရေးခြေနေပေါ်မှာမူတည်နေမှာဖြစ်ပြီးကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာတစ်ခုဖြစ်ချန်ထားခဲ့ခြင်းပါတယ်။